မင်္ဂလာပါဒီနေ့ကျမတို့ကိုရင်သဩဝါဒစာဒုတိယဆောင်အခန်းကြီး2ကိုအတူတူလေ့လာကြည့်ကြအောင်ဟုတ်ကဲ့ဒီအချက်အလက်တွေကတော့ The wise believers မှာ ဖြူးစုပြင်ထားတော့အချက်အလက်များကနေအဓိကကောက်နှုတ်ထားတာပါအင်းဒီအခန်းကအဓိကတော့ခွင့်လွှတ်ခြင်းပြီးတော့ပြန်လည်သိမြင်ခြင်းအကြောင်းပြောထားတယ်ဒါပြင်တမန်တော်ကြီးရှင်ဘောလို့ရအမှုတော်ဆောင်ခြင်းရဲ့ဟိုနည်းနည်းတဲ့သဘောတဘာကိုလည်းနည်းနည်းထိုးထွင်းပြထားတယ်ပေါ့နော် ဟုတ်ပါတယ် ီအခန်းကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဘာလို့လဲဆိုတော့တစ်ဖက်မှာရှင်ပေါ်ရုရဲ့ပုဂ္ဂိုလ်ရေးခန်းစားချက်တွေအများကြီးတွေ့ရတယ်။ဥပမာ မြစ်ရည်တွေနဲ့စာရေးခဲ့ရတာမျိုး။အင်းပြီးတော့တီတူကိုမတွေ့လို့စိတ်မအေးနိုင်တာမျိုး။အဲ့လိုမျိုးတွေပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းခရစ်တော်ရဲ့ယန္နန်လိုမျိုးတော်တော်လေးနက်နေတဲ့ဘာသာရေးအယူအဆတွေလည်းရောချင်နေတာတွေ့ရတယ်။မမပုပ်ကိုရေးနဲ့အမှုတော်ဆောင်ထင်းဆိုင်ရာအချက်တွေဟန့်ချက်ညီညီပါနေတာပေါ့ Hoba. ကဲအဲ့တော့ဒီအကြောင်းအရာတည်းကိုစပြီးဝင်ကြည့်ကြအောင်ကောင်းပါပြီပရမအဆုံးပေါ့နော်ရှင်ပေါင်းလူရဲ့ keys အပြောင်းလဲနဲ့သူအရင်ရေးခဲ့တယ်ဆိုတော့ပြင်းထန်တဲ့စာကြောင်းလေးအဲ့ဒီနေစလိုက်ကြတာပေါ့ရှင်ပေါင်းလူကကိုရင်းသူမျိုးကိုနောက်တဖန်စိတ်မတမယာနဲ့မသွားချင်ဘူးလို့အငဲတက်မှာဆိုထားတယ်ဟုတ်တယ်သူ keys ပြောင်းလိုက်တာကအပြစ်တယ်မို့ဝေဖန်ဖို့လာတာမျိုးမဟုတ်ပဲသူတို့ရဲ့ဝမ်းမြောက်မှုမှာအတူတူပါဝင်ခံစားချင်လို့ပါဆိုပြီးရှင်းပြထားတယ်နော်ဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီမှာရင်ရှင်ပေါင်းလူရဲ့ ဟွာပေါ့တင်းအုပ်ရှာနှလုံးသားကိုနည်းနည်းတွေ့ရတယ်။သူကဆက်ဆိုင်ရေးကိုတော်တော်လေးတန်ဖိုးထားပုံပဲ။အေးနောက်တစ်ခေါက်လာတဲ့အခါမှာအရင်တစ်ခေါက်လိုစိတ်မကောင်းစရာတွေတင်းမမိုးတယ်နဲ့မဟုတ်ပဲပျော်ပျော်ရွှင်ရွှင်ပဲတွေ့ချင်တဲ့သဘောပေါ့လေ။ဟုတ်ပါ။အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့သူအရင်ကပို့ခဲ့တဲ့ပြင်းထန်တဲ့စာအကြောင်းကိုလေပြန်ရည်ညွှန်းထားတာသတိထားမိမှာ။အငယ်တုံးတဲ့လေးမှာပေါ့ဒီကယူစားကြတယ်ဟုတ်ကဲ့ဆိုတော့လေရှင်ပေါ်လူကဒီစားကိုရေတော့ကသူစီထဲမှာဆေးရဒုက္ခတွေပူပန်မှုတွေအကြီးရခံစားပြီးတော့ အဲ့လိုမြင့်ရည်တွေနဲ့ရေးခဲ့ရတယ်လို့ဖွင့်ဟထားတယ်။อืมဒါပေမဲ့ဒီလိုရေးတာကသူတို့ကိုနာကျင်စေခြင်းလို့မဟုတ်ဘူး။သူမှသူတို့ကိုဘလောက်ချစ်တယ်ဆိုတော့အဲ့ဒီကြီးမားတဲ့မိသားရှိချောင်းသိစေခြင်းလို့ပါတယ်။တော်တော်လေးထီးမိတဲ့စကားပဲနော်။တကယ်ပဲ။ခေါင်းဆောင်တရားကသူရဲ့အားနည်းချက်စိတ်ခံစားချက်ကိုဒီလောက်ပွင့်ပွင့်လင်းဝန်ကံပြတာကတကယ်တော့อืมအားကျစရာပဲ။ဒီခေတ်မှာတော့ဒီလိုရိုတာမှုမျိုးတွေ့ရခဲ့တယ်မဟုတ်လား။တကယ်ပဲ။ ခေါင်းဆောင်တယောက်ရဲ့ဒီလိုပွင့်လင်းမှုကအဖွဲ့အစည်းအတွက်အရေးကြီးတယ်ဆိုတာပြနေတယ်လို့ပဲအဲ့ဒီပြင်းထန်တဲ့စာကအလို့ဖြစ်သွားပုံပဲနော်ဟုတ်ကဲ့အချိုးတောင်မှုရှိတော့တယ်အတင်းတော်ကအရေးယူဆောင်ရွက်ထေကြတယ်ဒါကကျမတို့ကိုဒုတိယအပိုင်းဖြစ်တဲ့နောင်တရသူကိုခွင့်လွှတ်ခြင်းအငြင်းငားကနေစက်တစ်စီခေါ်သွားပြီပေါ့ဟွန်းဟော်ဘီအချင်းတွေကတော့အတင်းတော်မှာပြဿနာလုပ်ခဲ့တဲ့လူတယောက်ရှိတယ်အတင်းတော်ကသူ့ကိုဆုံးမတယ်အခုအဲ့ဒီလူကနောင်တရရနေပြီ နောင်တရသွားပြီအဲ့ဒီအခါမှာရှင်ဘောလူကဘာပြောလဲဆိုတော့အများသောသူတို့ပေးသောသောအပြစ်တန်သည်ထိုသူအားလုံလောက်ပေပြီတဲ့ငေချုံးပါလေอืมဒီနေရာမှာရှင်ဘောလူရဲ့မျှတမှုကိုတွေ့ရပြန်တယ်ဟုတ်တယ်ဆုံးမခြင်းကလိုအပ်တယ်ဒါပေမဲ့ဆုံးမခြင်းရဲ့ပန်းနိုင်ကပြစ်တန်ပေးဖို့သက်သက်မဟုတ်ဘူးဟုတ်ပြန်လေပြုတ်ပြင်ဖို့နောင်တရစေဖို့ပဲအဲ့ဒီလူနောင်တရပြီဆိုတော့ဆုံးမခြင်းရဲ့ဤဝေချက်ကပြည့်စုံသွားပြီပြည့်သွားပြီ အဲ့ဒီတော့အခုကခွင်းလွတ်ခြင်းနဲ့နှစ်သိမ့်ခြင်းပြရမယ်အခြေရောက်ပြီလို့သူကအတင်းတော်ကိုလမ်းညွှန်တယ်။အငယ်ခွန်တာပေါ့။အေး။သူစိုးရိမ်တာကအဲ့ဒီလူခမားဟိုအပြစ်ဒဏ်ရဲ့ဝန်ထုပ်ကြောင့်ဝမ်းနဲ့ဘလက်ထီတီလုံးဝစိတ်ဓာတ်ကျပျက်စီးသွားမှာကိုပဲ။ဒါကတတော်အရေးကြီးတဲ့အချက်နော်။စီကန်းထင်းသိမ်းမှုနဲ့ကရုဏာတို့ဘလို့ဟန်ချက်ညီညီကျင့်သုံးမလဲဆိုတာပေါ့။ဟုတ်တယ် တခါလေကျမတို့ကမားတဲ့သူကိုအပြစ်တင်ဖို့ပဲအာတန်နေတတ်တယ်။ဒါပေမဲ့သူနောင်တလာလာတဲ့အခါပြန်လက်ခံဖို့ပြန်ထူမှတ်ပေးဖို့ကပိုအရေးကြီးတယ်ဆိုတာရှင်ပေါ်လူကသိတယ်။မှန်ပါလေ။ပေါ်ကောရင်သူသားတွေကိုအဲ့ဒီလူအပေါ်မေတ္တာတက်တက်ပြကြပါလို့အဲ့ရှိမှတိုက်တွန်းတယ်။อืมမေတ္တာဖြိုဖို့ကျွန်တော်လောက်ခိုင်းတာကသူတို့သူစကားကိုဘလောက်နားထောင်တယ်လဲဆိုတာကိုစံသက်တာလဲပါတယ်လို့ဆိုထားသေးတယ်။ဟုတ်တယ်။စံသက်ချင်းသဘောလဲပါတယ်။ဒါပေမဲ့အဲ့ဒီထက်ပိုရေးကြီးတဲ့သတိပိချက်တစ်ခုလဲပါလာတယ်လို့ကျွန်တော်ထင်တယ်။ ဟုတ်တယ်ပါများလဲအငယ်ဆက်ချင်ပါလေစာရန်ဒီငါတို့ကိုလေဖြားအနိုင်ယူမိကိုငါတို့အခွင့်မပေးဖို့တတိပေးထားတယ်အိုးဟုတ်တယ်ယင့်တစ်ချက်ကနင်းနေလေးထချေကြည့်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ခွင့်မလွတ်နိုင်တဲ့စိတ်အာဃာတထားတဲ့စိတ်အားအတင်းတော်ထဲမှာပဲဖြစ်ဖြစ်ဘယ်လူဖွဲ့စည်းမှာပဲဖြစ်ဖြစ်အကွဲချောင်းတွေခါတီးမှုတွေဖြစ်စေနိုင်တယ်လေอืมဆက်ဆံရေးတွေပျက်စီးစေနိုင်တာမို့ဟုတ်တယ်အဲ့ဒီလိုအပြတ်တဘိုးဆောင်တဲ့ခြင်းတွေက စာတင် ဒါမှမဟုတ်မကောင်းတဲ့အင်အားစုတွေအတွက်ဝင်တိုက်ခိုက်ဖို့ဆက်ဆံရေးတွေပျက်စီးအောင်လုပ်ဖို့လမ်းဖွင့်ပေးလို့ဖြစ်သွားတတ်တယ်။အခွင့်အရေးပေးလိုက်တယ်လို့ပေါ့။တကယ်ပဲ။ဒါကြောင့်အချင်းမီခွင့်လွှတ်ခြင်းနဲ့ပြန်လည်တည်မြဲခြင်းဆိုတာစိတ်ကောင်းစေတနာတတ်တကိစ္စမဟုတ်ပဲအဖွဲ့စည်းရဲ့ကြားမှရင်းနဲ့စီလုံးမှုအတွေ့လက်တွေ့ကြကြကိုလိုအပ်တဲ့အရာ ဖြစ်နေတာပေါ့ဟုတ်ပါတယ်အတင်းလော်ရဲ့စီလုံးမှုကခွင့်လွှတ်ခြင်းအပေါ်မှာဘလောက်တည်မီနေတယ်ဆိုတာပြနေတယ်လို့ပဲအတီးအကြပါပဲမိုင်မိုင် က်မှန်လူချင်းရဲ့ကျိုးဆက်ကကိုတိုင်ရောအဖွဲစည်းကိုပါထိခိုက်စေနိုင်တယ်ဆိုတာရှင်းပါတယ်။ကောမီဒီကနေ့ရဲ့တတိယပိုင်းထစ်တဲ့ခရစ်တော်ရဲ့အောင်ပွဲခံတော်ရင်နန်ပေါ့နော်။အငယ်ဆက်နှစ်ကနေဆက်ခွန်အဲ့ဒါလေးဆက်သွားကြည့်အောင်။ဟုတ်ကဲ့။ဒီပိုင်းကပုံမှန်မာဒီနဲ့ပြည်နေပြီးတော်တော်လေးနည်းနည်းတယ်လို့ထင်တယ်။ဟွန်းနည်းနည်းစဉ်းစားစရာတွေပါတယ်။ရှင်ပေါင်းလို့က Troyo မြန်မာ Evangelia Hoho အခွင့်လန်းကောင်းဒီသခင်ပြွာဖွင့်ပေးထားပြီးမယ်လို့အငယ်ဆက်နှစ်မှာပြောတယ်။ဟုတ်တယ်။တကားဖွင့်ထားတယ်။ ါပေမဲ့သူ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းမဖြစ်ခဲ့ဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့လော့ဖော်ဆောင်ဖက်တီတူရောမလာသေးလို့သူ့အတွက်စိတ်ပူနေလိုပါတဲ့။ဒါကြောင့်ခွန်းလန်းကောင်းကိုထားခဲ့ပြီးမက်ကီရိုနီယာကိုထွက်သွားခဲ့တယ်လို့ဆိုတဲ့ငယ်ဆက်တော့ဒီအချက်လေးရတော်တော်စိတ်ဝင်စားစရာပဲ။အမှုတော်အတွက်တကားခွင့်ထားတယ်ဆိုတာတီတီကြီးနဲ့လူတယောက်အတွက်စိတ်ပူပြီးအစီအစဉ်ပြောင်းလိုက်တယ်။ဟုတ်တယ်နော်။ဒါကရှင်ပေါ်လူအတွက်လူလီနဲ့ဆက်ဆံရေးလို့ဖို့ဆောင်ဘက်တည်းရဲ့ကောင်းကျိုးချမ်းသာက အမှုတော်လုပ်ငန်းစဉ်တွေထက်တောင်တခါတရံပိုးအရေးကြီးနေတတ်တယ်ဆိုတာကိုမိမောင်းထိုးပြနေတယ်လို့ပဲတကယ်ပဲစဉ်းစားစရာပဲပြီးတော့မှသူရွတ်တဲ့ဖျားသခင်ကိုချီးမွမ်းတဲ့စကားနဲ့ဆက်သွားတယ်ဟုတ်တယ်အငယ်၁၄မှာလေငါတို့ကိုခရစ်တော်အားဖြင့်အစင်းအောင်ပွဲခံစေရည်ဆိုတဲ့စကားလုံးဒီကတကယ်တန်ဖိုးကြီးတဲ့ပုံရိပ်ကိုဖော်ကျူးတယ်ဒီအောင်ပွဲခံလှည့်လည်ခြင်းဆိုတာဘာကိုဆိုလိုတာလဲအဲ့ဒါကလေအဲ့ဒီခေတ်ကရောမာယဉ်ကျေးမှုနဲ့ဆက်ဆက်နေတယ် ယောမစစ်သူကြီးတွေစစ်အောင်ပြီးမြို့ရဲကိုပြန်ဝင်လာတဲ့အခါအကြီးကျယ်အောင်ပွဲခံလှဲ့လေလေရှိတယ်။အော်ဟုတ်ကဲ့။ရှေ့မှာစစ်သူကြီးပေါ့။နောက်မှာသုံးပန်းတဲ့စစ်နိုင်ပစ္စည်းတွေနဲ့တခန်းတနာလှဲ့လေတာ။ရှင်ဘောလုံးကဒီပုံရဲကိုယူသုံးလိုက်တာ။음။ဘုရားသခင်ကခရစ်တော်အားဖြင့်သူတို့ဆိုလိုတာကအမှုတော်ဆောင်တွေကိုအဲ့ဒီအောင်ပွဲထမ်းမှာပါဝင်စေပြီးအမြဲတမ်းဥဆောင်ခေါ်သွားတယ်လို့ပြောချင်တာ။ဟော။ဆိုတော့သူတို့ရဲ့အမှုတော်ဆောင်ခြင်းဟာ အပြင်ဘာမှာရှုံးနေမှုတွေအခက်ခဲတွေရှိနေပုံပေါက်ခင်မဲ့တကယ်လို့ခရစ်တော်ရဲ့မဟာအောင်ပွဲရဲ့အစိတ်ပိုင်းတစ်ခုအခက်ပါဝင်နေတယ်ဆိုတော့ယုံကြည်မှုကိုပြနေတာပဲအားရစရာပုံရိပ်ပဲနော်အဲ့ဒီအောင်ပွဲခံလက်လျက်ချင်းပုံရိပ်နဲ့ဆက်ဆက်ပြီးနောက်ထပ်အိုးစရာပုံရိပ်တစ်ခုထပ်ထွက်လာတယ်ဟုတ်တယ်အဲ့ဒါကခရစ်တော်ဤ renant အငယ်စင်းက26မှာရှင်ပေါလုကသူတို့ရဲ့အသက်တာနဲ့အမှုတော်ဆောင်ခြင်းဟာ renant တစ်ခုလို့ပဲလို့ပြောတယ်อืม ရနန်ဤရနန်ကဖျားရှင်အတွက်တော့မွေးကြိုင်တဲ့ပူဇော်စကားလိုပဲတဲ့ဒါပေမဲ့လူတွေဘောတက်ရောက်မှုကြတော့တယောက်နဲ့တယောက်မတူးတဲ့ဟုတ်တယ်အကျိုးတက်ရောက်မှုနှစ်မျိုးဖြစ်သွားတယ်ဟုတ်ကေတင်ချင်းရမဲ့သူတွေအတွက်တော့အသက်ရှင်ချင်းစီကိုပို့ဆောင်ပေးတဲ့အသက်ရဲ့ရနန် fragrance of my ဖြစ်တယ်ဒါပေမဲ့ပျက်စီးခြင်းလမ်းကိုရွေးချယ်တဲ့သူတွေအတွက်ကြတော့တေချင်းစီကိုပို့ဆောင်တဲ့တေချင်းရဲ့ရနန် aroma of death ဖြစ်နေတယ်လို့ဆိုတယ်အဲ့ဒီချက်ကနည်းနည်းလေးထစ်စင်စားဖို့လိုအပ်တယ်ဆိုလိုတာကလေ evangelia အဲ့ဒီခစ်တော်ကြောင့်တရင်စကားကိုယ်တိုင်က လူတွေကိုခွဲခြားလိုက်တယ်လို့ဖြစ်သွားစေတဲ့တက်တီရှိတယ်လို့ဆိုလိုတာอืมอืมတဘောပေါက်ပါတယ်အလင်းလိုပဲပေါ့နော်တချို့ကလာတယ်တချို့ကရှောင်သွားတယ်ဟုတ်တယ်အဲ့ဒီတဘောပဲလူတွေတုံးပြမှုပေါ်မူတီဗီအဲ့ဒီတရင်စကားကသူတို့အထက်အတက်ဖြစ်စေတေးချင်းခစ်စေဖြစ်သွားတယ်ဒါသာတရားဟောကောင်းလို့မကောင်းလို့ဆိုတာချက်သတင်းစကားရဲ့သဘာဝကိုကအဲ့ဒီလိုဖြစ်နေတာ။အင်းဒီလောင်ကြီးမရဲ့တာဝန် ဤအမှုများကိုအဘယ်သူကြီးတက်နိုင်သနည်းလို့အငယ်၁၆အစွန်းမှာမိထားတယ်လေဟုတ်ကဲ့သူကတချိုးလူတွေလို့ဖျားတခင်ရဲ့နှုတ်ကပတ်တော်ကိုကိုချိုးစီဝါဒရောင်းစားတဲ့သူတွေနဲ့မတူဘူးလို့ခိုင်ခိုင်မာမာပြောတယ်အဲ့ဒီရောင်းစားတာကိုနည်းနည်းရှင်းပြပါဦးအဲ့ဒါကမူရင်းစကလုံးရာဆိုရင်ရေသွေးမကောင်းတဲ့ပစ္စည်းကိုလှက်ပတ်ရောင်းချတာမျိုးကိုဆိုလိုတာဆိုတော့တချို့ကအေဗန်ဂလိတရားကိုလူကြိုက်များအောင်နည်းနည်းပြုပြင်တာဒါမှမဟုတ် ငွေကြီးအကျိုးများအတွက်အသုံးချတာတွေအဲ့ဒီခေတ်ကရှိခဲ့ပုံရတယ်။အော်ဟုတ်ကဲ့။ရှင်ပေါ်လို့ကတော့သူဟာဖျားသခင်စေခိုင်းတဲ့အတိုင်းဖျားသခင်ရှေ့မှာယိုသားဖြောင်းမှတ်တဲ့စည်ရင်းနဲ့ခရစ်တော်နဲ့တလုံးတဝက်တည်းဖြစ်ပြီးဟောပြောနေတာပါလို့အခိုင်အမာပြောဆိုသွားတယ်။ဟွန်း။ယူကြည်ချင်းကိုဝေမျှတာမှာစည်ရင်းမှန်ဖို့ယိုသားဖြောင်းမှတ်ဖို့ကဘလောက်အရေးကြီးတယ်ဆိုတာကိုဒီနေရာမှာထပ်လောင်းတွေ့ရပြန်တာပေါ့။တိကေကိုအားရစရာဆွေးနွေးမှုပါပဲ။ အခုအခန်းကြီးနှစ်တခုလုံးကိုခြုံငုံကြည့်ကြည့်ပြီဆိုရလေယနေ့ကျမတို့အတက်လက်တွေ့ကျကျဘလို့ဆင်ကျင်ကျင့်သုံးနိုင်မလဲဆိုတဲ့အပိုင်းကိုရောက်လာပြီပေါ့ဟုတ်ကဲ့လက်တွေ့အတုံးချဖို့အပိုင်းပေါ့ပထမဆုံးဆင်ကျင်စရာကတော့ခုနကအဆွေးနှီးခဲ့တဲ့ခွေလွတ်ချင်းရဲ့အရေးပါမှုနဲ့လက်တွေ့ကျင့်သုံးမှုပဲ နောင်တရပြီဆိုရင်အကြာဒီစိတ်သက်ထားမနေပဲမေတ္တာနဲ့တုံ့ပြန်ဖို့လိုလေဆိုတာရှင်းပါတယ်ဟုတ်ကဲ့ဟုတ်တယ်အရင်မြင့်မှာပေါ်ပြသလိုပဲနောင်တရသူကိုစပီးပြစ်တင်နေတာ လက်မခံပဲပြစ်ထားတာကအဲ့ဒီလူကိုစိတ်တကြပျက်စီးစေနိုင်ုံတင်မကဘူးအင်းအတင်းတော်ရဲ့စီလုံးမှုကိုပါ ထိခိုက်စေပြီး ခုနကပြောသလိုစာတန်အတွက်အခွင့်အရေးပေးသလို ဖြစ်သွားနိုင်တယ်မှန်ပါတယ်လက်တွေ့ကျင့်သုံးမှုကတော့ကိုယ်ကိုဖြစ်စေအဖွဲ့အစည်းကိုဖြစ်စေမာခဲ့တဲ့သူကစစ်မှန်တဲ့နောင်တပြလာပြီဆိုရင်မြင်မြန်ဆန်းဆန်းခွင့်လွတ်ဖို့ပြန်လည်လက်ခံဖို့မေတ္တာနဲ့အတီးပြုပေးဖို့ပဲ ဒါကကိုယ်စိတ်ထဲကအာဃာတကိုဖယ်ရှားဖို့လေအရေးကြီးတယ်လေဟုတ်ကဲ့မှန်ပါတယ်ဒုတိယအချက်ကတော့အမှုတော်ဆောင်တီဒါမှမဟုတ်ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့လှုပ်ဆောင်မှုတွေမှာကိုချိုးရှာစိတ်အမျက်ထုတ်လို့စိတ်ကိုရှောင်ရှားဖို့ပဲရှင်ဘောလုကသူဟာနှုတ်ကပတ်တော်ကိုရောင်စားသူမဟုတ်ဘူးလို့ပြောခဲ့တာကိုပြန်တတိရောက်မိတယ်ဟင်းအဲ့ဒါတော်တော်ရေးကြီးတယ်ဒါကဒီနှစ်ခက်အခြေအနေတွေနဲ့လည်းတိုက်ဆိုင်စဉ်းစားစီရပါပဲနော်တကယ်ပဲပါတာရေးကိုခုတုံးလုပ်ပြီးကိုပိုင်အကျိုးစီးပွား ဥပမာငွေရေးကြေးနာမည်ကုန်တန်းဒေါသအာနာရှာတာမျိုးတွေကဘယ်ခေတ်မှမဆိုရှိနိုင်တာပဲလीဟုတ်တာဗောရှင်ပေါ်လူရဲ့စာနမူနာကတော့ဖျားရခင်ရဲ့စေခိုင်းမှုနဲ့ဖျားရခင်ရှေ့တော်မောင်းမှာယူတာတဲ့စိတ်ရင်းနဲ့ပဲဆောင်ရွက်ဖို့ဖြစ်တယ်စိတ်ရင်းမှန်ဖို့လိုတာဗောဟုတ်တယ်။ဒါကြောင့်ကိုလုံးမေအမှုတော်ဆောင်ချမ်းအများကျိုးဆောင်ရမှုတွေပေးကားလူသားမှုတွေမှာကိုယ့်ရဲ့စိတ်ဆောင်မှုအဲ motivation မနော်အဲ့ဒါကဘာလဲဆိုတာရိုးရိုးသားသား ပြန်ဆန်းစစ်ဖို့လိုအပ်ကြောင်းဒီချမ်းဘက်ကတက်လက်နိုးဆော်နေပါတယ်။ကို့လူရက်ကလော်ကီအချိုမြတ်အတွန်လားတမမို့စစ်မှန်တဲ့ယုံကြည်မှုနဲ့မြတ်သားကြောင်းလားဆိုတော့ပေါ့။အေးကို့ကိုကိုပြန်ဆန်းစစ်ဖို့အချက်ကောင်းမယ်။ကောင်းပါတယ်။တတိယအချက်ကျွန်မတတသဘောကျရေပုံရိပ်ခရစ်တော်ရဲ့ယနေ့ဖြစ်ခြင်း။อืมဟုတ်ပြီ။ယနေ့ ကျမတို့ရဲ့အတ္တတာအဖြူမူစကလုံးတွေကပဝင်းကျင်အပေါ်တယောက်မှုရှိတယ်ဆိုရအတားကတကယ်ပဲစဉ်းစားစရာနော်ဟုတ်ပါတယ်ဒီတယောက်မှုကလည်းလူတိုင်းအပေါ်တပုံစံနဲ့မဟုတ်ဘူးဆိုတာကပိုစိတ်ဝင်စားမှုကောင်းတယ်မှန်ပါတယ်ဆိုလိုရက်ကခရီးယန်တယောက်အနေနဲ့ကိုယ့်ရဲ့အတ္တရှင်နေထိုင်မှုပုံစံကတရင်စကားတစ်ခုဖြစ်နေတာပဲအလိုလိုဖြစ်နေတာမို့ဟုတ်တယ်ကိုယ့်ရဲ့အဖြူမူတံပိုးထားမှုပြောဆိုဆက်ဆံမှုတွေကကိုယုံတည်တဲ့ခရစ်တော်ကိုတနည်းမဟုတ်တနည်းထင်ဟပ်စေတယ် ဒီထင်ဟမှုကတချို့လူတွေအတွက်တော့ကောင်းမြတ်ခြင်းအတ္တတငိန်တက်ခြင်းကိုခံစားရစေတဲ့မွေးရနံလိုဖြစ်နိုင်တယ်။ဟင်းဒါလည်းမဲ့ခရစ်တော်ကို စိတ်မဝင်စားတဲ့ဆန်ကျင်တဲ့သူတွေအတွက်ကြတော့ကိုယ့်ရဲ့အတ္တကသူတို့ကိုအဖြစ်ထောက်ပြတယ်လို့စိတ်အနှောက်ယှက်ဖြစ်စေတယ်လို့တောင်းမှထူးထူးရဲ့ငင်းပယ်မှုကိုပိုပြီးခိုင်မာသွားစေတဲ့အနတ်အတ္တမျိုးလည်းဖြစ်သွားနိုင်တယ်။အဲ့လိုနှမျိုးထိနိုင်တာပေါ့နော်။ဒါဆိုရင်လက်တွေ့စင်ကြယ်ရမှာက ့ရဲ့နေ့စဉ်အတက်တာ အလုတ်ခွင်ထဲကမိသားစုထဲကပတ်ဝန်းကျင်နဲ့ဆက်ဆံရေးတဲ့ကကိုယ့်ရဲ့ယနံ့ကဘလိုမျိုးလဲဆိုတာပဲပေါ့ဟုတ်ပါတယ်ကိုကိုမေးရမယ်မေးဟုံးပေါ့ကိုစကားတွေအလုတ်ကြီးကလူတွေကိုခရစ်တော်စီဆွဲဆောင်နေလားဒါမှမဟုတ်တွန်းထုတ်နေတယ်လို့ဖြစ်နေမလားအဒီကြပဲတခုတတိပြုရမှာကလူတိုင်းမို့သဘောကြအောင်လို့ဖို့မဟုတ်ဘူးဆိုတာပဲအေးဟုတ်ယေဝံဂေလိတရားရဲ့သဘောကအဆုံးအဖြတ်ပြည့်တယ် လူတိုင်းလက်ခံမှာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ရဲ့သက်သေခံခြင်းကရင်းရင်ထိုလိုအပ်တယ်လို့တချင်တည်းမှာပဲရှင်ပေါ့လို့လို့ပဲမေတ္တာစိတ်ရွှေခြင်းနူးညံ့သိမ်မွေ့ခြင်းနေနဲ့ဟန်ချက်ညီဖို့လဲလိုတယ်။ဟုတ်ကဲ့။ရန်လိုတဲ့ပုံစံ။ ကိုကိုကိုမန်တယ်လို့သတ်မှတ်ပြီးသူတစ်ပါးကိုအပြစ်တင်တဲ့ပုံစံမျိုးမဟုတ်ပဲစစ်မှန်တဲ့ကရုဏာနဲ့ယုံကြည်ခြင်းကိုဝေးမျှတာမျိုးဖြစ်ဖို့အရေးကြီးကြောင်းဒီအခန်းကသင်ခန်းစာပေးနေတယ်ပါ။ကောင်းလက်ကျဲချွအနောင်လေးပါ။ဒီနေ့ Corinth to Obadasa ဒုတိယဆောင်အခန်းကြီး၄ကိုလေ့လာခဲ့ရမှာအဓိကအချက်တွေပြန်ချို့ရရဲ့နောင်တရသူကိုစိတ်ရင့်မှန်တဲ့အခြေမီခွင့်လွှတ်ခြင်းရဲ့အရေးကြီးပွန်း။ပြီးတော့ခွင့်မလွတ်ခြင်းရဲ့ဝိညာဉ်ရေးရာအန္တရာယ်ဟုတ်တယ်အေဗန်ဂေလိတရားနဲ့ကျမတို့ရဲ့တသက်ခန့်ခြင်းကပဝင်းခြင်းအပေါ်မလွဲမရှောင်သာတက်ရောက်မှုရှိ ှိပုံအဲ့ဒါခရစ်တော်ဤယနံ့ပေါ့မှန်ပါတယ်ပူရာတွေကတိချစီမဟုတ်ပဲအပြန်အလှန်ဆက်ဆက်နေပြီးဖျားသခင်ရှေ့မှာယိုသားမှုမေတ္တာတာဝန်တိမှုတွေနဲ့အသက်ရှင်ဖို့လိုအပ်ကြောင်းမိမောင်းထုတ်ပြနေပါတယ်တကယ်ပဲဒီဆွေးနွေးမှုကိုအဆုံးမသက်ခင်ပါလေဆက်ပြီးစဉ်းစားစရာမေခွန်းလေးတစ်ခုနဲ့နေကုန်းချူချင်ပါတယ်ဟုတ်ကဲ့ကောင်းပါတယ်ရှင်ပေါလုပြောတဲ့အဲ့ဒီခရစ်တော်ဤယနံ့ပေါ့လေဒီယနံ့ကကျွန်တော်ရဲ့နေ့စဉ်အလုပ်ခွင်ကြောင်းမိသားစု လူမှုဆက်ဆံရေးတွေထင်မှာဘလို့လက်တွေ့ကြတဲ့ပုံစံနေနဲ့ပြန်နှံစေနိုင်မှာလဲ။ဟွန်းဘလို့လက်တွေ့ပြမလဲပေါ့။ဟုတ်တယ်။ကိုရီးယားဘလို့အပြုတ်အမှုတွေဘလို့စကလုံးတွေကဒီရနက်ကိုတည်ဆောင်းသွားနိုင်မလဲ။နောက်တစ်ခုကကျွန်တော်ရဲ့တက်တည်ခံခြင်းကစကလုံးတွေနဲ့တရားဟောတာထက်ကိုယ့်ရဲ့နေထိုင်ပြုမှုပုံအဖြစ်ဘလို့ပို့ပြီးအကောင်ထိအောင်နိုင်မလဲ။အပြုတ်မှုအဖြစ်တက်တည်ခံခြင်းပေါ့။ ဟုတ်ပါတယ်ဒီအချက်တွေကိုကိုယ့်ရဲ့လက်တွေ့ဘဝနဲ့ယင်းဒီဆက်လက်ဆင်ခြင်ကြီးဟုအားပြီးခြင်းပါတယ်ကျေးဇူးကျမရဲ့တကယ်ကိုစဉ်းစားစရာအချက်တွေပါပဲဒီနေ့တော့အတူတူကလေ့လာခဲ့ကြတာဒီလောက်ပါပဲ Corinthian to Owara စာဒုတိယဆောင်အခန်းကြီး၂ခန်းနဲ့ခွလက်ချင်းပြလဲတင့်မြက်ချင်းနဲ့ကျွန်တို့ရဲ့အတ္တတာကနေပြန့်နှံ့ထောပေါ်နိုင်တဲ့ခရစ်တော်ရဲ့ရနက်အကြောင်းအဖို့တန်သင်ခန်းစာတွေရရှိခဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်